တို့ရှင်စင်များအားလုံးမင်္ဂလာပါနော်မနေ့ပြန်18ရက်17လ25ပေါ့နော်အင်္ဂါမနက်ခင်းအတွက်ပါနော်မနက်ခင်းအတွက်ပါနော်ဒီမှာဒီကနေ့ရဲ့ညနေခင်းကတော့ခွန်ကိုကို organize မဟုတ်ပြင်မယ်ညီမတို့ပေးထားတဲ့နံပါတ်ကိုခွန်ပါတယ်ဒါကြောင့်မလို့ထိုးကြည့်လို့တော့အနေချင်းပြန်ရမယ်လို့ထင်တယ်နော်ဒါဆိုရင်ကိုစပြီးသွားရအောင်ထိတ်ကိုအရင်အောင်ဆုံးသွားပါမယ်နော်ထိတ်ကဒီမှာရှိတဲ့6 6 65ပေါင်ခြင်းတက်6ရဲ့ပါဝါတက်နော်ဒါဆိုရင်ခါတက်နော်တက်ခွန်ပေါင်တော့ရှစ်တရဲ့နက်ခတ်ရှစ်နော်ဒါဆိုရင်နော်နောက်တစ်ပင်က6ရှစ်ရဲ့ဒီမှာနာမယ်ထိပ်စီးတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်နော် equal ပါဝါနက်ခတ်6 1 9ပေါ့နော်ဒါဆိုရင် ှိနေတာက10ပေါ့နော်နောက်တစ်လုံးနဲ့ပေါင်ရင်6ဆိုတော့တကြံမလို့10ထည့်မယ်10ပေါင်ရင်6ရှိနေတာ10နောက်တစ်လုံးနဲ့ပေါင်ရင်3ဆိုတော့3 3ပေါင်ရင်1နောက်ရှိနေတာ10နောက်တစ်လုံးနဲ့ပေါင်ရင်9ဆိုတော့10ပေါင်ရင်9ပေါ့နော်10 3တက်ဆိုပြီးတော့ထိပ်စီလေးပုံလို့ရပါတယ်ဒါဆိုဒီဘက်မှာအခုအပိတ်ကိုတွားကြမယ်နော်အပိတ်ကိုတွားမယ်ဆိုတော့တွားကြမလို့အပိတ်ကတော့ဒီမှာရှိနေတာလေးနော် ငါးခွန်နှလုံးပေါင်းတော့နဲ့လေးရက်နှက်ခတ်နဲ့ပြီးရင်ဒီမှာ၃ညက်နော်အဲ့တော့၈၉ပေါင်းတော့ခွန်၃ညက်နှက်ခတ်ခွန်နော်ရက်ခခွန်ပေါ့နော်ခွန်က၅နှစ်ပေါင်းတော့ခွန်ခွန်ညညာချင်းခွန်ဒါဆိုရင်ဒီမှာ၉၃ညရဲ့ဒီမှာလာမယ်ခဏတလုံးရဲ့နော်နှလုံးပေါင်းမယ်ဆိုရင်ဘာဖြစ်မလဲဆိုပြီးတော့ equal power နှက်ခတ် ကိုပါဝါလေးနခတ်ချက်ကိုလေးချက်နော်တုံညာနဲ့ဘာနဲ့ဘာမှဒီကနေမဲ့ဆိုတော့ဒါကြောင့်မလို့အပိတ်ကကိုလေးချက်ပဲကျန်ပေါ့နော်ဒါဆိုရင်ညီမတို့ထိုးဝမဲ့ကနန်းလေးတွေတွားရအောင်နော်ရှစ်ကိုရှစ်လေးရှစ်ချဆိုပြီးတော့ရတယ်နော်သုံးကိုသုံးလေးသုံးချရထားတယ်နော်တက်ကိုတက်လေးတက်ချက် ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဒါဒီကနန်းလေးလေးပေါ့เนาะဒါကအဲမနက်ဖြန်ပေါ့เนาะမနက်ခင်းအတွက်ရှာတွေ့ထားတဲ့ကနန်းလေးတွေပါเนาะဒါဆိုရင်ကြိုက်ဆုံးကနန်းလေးတွေယူပြပါမယ်เนาะ3ကြိုက်ပါတယ်ညီမကတော့ပေါ့နော်မနက်ဖြန်အတွက်ကို3ပါလာလေးကြိုက်ပါတယ်ဒါကတော့ညီမ ချက်တွေ့တယ်ညီမအကြိုက်ကိုချက်ပြခြင်းဖြစ်တယ်ပေါ့နော်ဘိုးတော်မတို့ကြိုက်တွေ့နေတယ်ဆိုတော့လိုက်ပြီးတော့ကစားကြပါအားလုံးပဲမနေ့ပြန်မနေ့ခင်မကန်ကောင်းပါစေဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်